င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်ဗမာမြို့ကစစ်ကောင်စီတပ်ဆွဲရနေရာတုံးကို GAI ကပူပေါင်းတပ်သိမ်းပိုင်ကချင်ပြည်နယ်ဗမာမြို့မှာအော်တိုဘတ်ပထမပတ်တွေတိုက်ပွဲတွေနေတိုင်းနေပါတိုက်ပွဲတွေဖြစ်ပွားနေရလို့ကချင်လွတ်လပ်ရေးတပ်မတော် GAI သတင်းပြန်ကြားရေးဌာနကအော်တိုဘာလရှိတဲ့နေရာပိုင်းမှာပေါ်ပြရတယ်အာနာသိန်းစစ်တပ်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေလို့အော်တိုဘာ6ရက်9ရက်တိုက်ပွဲဖြစ်ပွားမှုခြေနေတွေကိုသိပေးတာပါ အော်တိုဘားလချိုင်းညနေပိုင်းမှာဗမော်မြို့သုံးပိုင်းဘက်မှာစေကောင်စေတက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာလို့ကချင်လွတ်လပ်ရေးတပ်မတော် KI ပူပေါတန်နဲ့တိုက်ပွဲပြင်းထန်ခဲ့လို့ပေါ်ပြပါတယ်။ဒါအပြင်အော်တိုဘားလ9ရက်မှာလည်းဗမော်မြို့9မိုင်ဘက်စေလှောက်ရှားလိုက်စေကောင်စေတက်နဲ့တိုက်ပွဲပြင်းထန်ခဲ့လို့ဆိုတယ်။တိုက်ပွဲမှာထိခိုက်ကြဆုံးခြေနေပေါ်ပြထားမှရှိပေမဲ့စေကောင်စေဘက်ကလေးကြောင့်တိခါထားတိုက်ခိုက်နေလို့သိပေးတယ်။ကချင်စေးတရေမြေကျိုးကဗမော်တိုက်ပွဲမှာစစ်ကောင်စီတပ်ထိခိုက်မှုခြင်းတွေကိုလူမှုကွန်ရက်မှာရေးသားသိပေးထားပါတယ် အော်တိုဘတိုက်ပွဲတွေစစ်ကောင်စီခလာ230ခုခမာ380ခုနဲ့ခမာ435တပ်တွေကပုံမှုစင်တောင်းပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တိုက်ဆုံခဲ့လို့ကချင်စေးသတင်းမြစ်ကအသိပေးထားပါတယ်။တခြားကချင်စေးသတင်းမြစ်ကတော့စစ်ကောင်စီဘက်ရရှိသိဆုံးတာမှန်တယ်လို့ပြောတယ်။ဗမော်တိုက်ပွဲမှာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးခြင်းနဲ့ပတ်သက်ပြီးမေးမြန်းမှု KI သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမိုးကျင်းတော်ဘူစီကိုဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ ။ KIA ကဗမာမျိုးသိစစ်ဆေးကို2024ဒီဇင်ဘာကစတင်ခဲ့ရဖြစ်ပြီးစစ်ကောက်စီတက်စကန်နဲ့တိုင်းရင်းထောင်သားချုပ်တွေကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့2025အောက်တိုဘာလဆန်မှာဗမာမျိုးကိုစစ်ကောက်စီရဲ့စစ်သင်းပေါ်ရောက်ရှိပြီးနောက်စစ်ကောက်စီဘက်ကလေကြောင်းဒရုန်းတိုက်ခိုက်မှုနဲ့အတူတပ်ဖြတ်ထိုးစစ်ဆင်တိုင်းလှုပ်ဆောင်ခဲ့လို့ KIA တိုင်းထိုင်တိုင်းထောင်သားချုပ်နေရာတချို့ပြန်လည်လက်လွတ်ခဲ့ရတယ်။ကချင်စေးသတင်းမြစ်ကတော့ဗမာမှာစစ်ကောင်စီတပ်နဲ့ကြိုင်ပြဲလဲထိုးစစ်ဆင်မှုနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရလို့ဆိုပါရစေ။ ဆက်လက်ပြီးမော်လိုင်းနဲ့ပူလာတို့မှာစစ်မှုထမ်းတက်သားတဲ့နောက်ပြူစော်ရီနောင်နဲ့စဲဟီမိုတာတို့လက်နက်ကုန်လည်းယူဆောင်လာပြီးအလင်းဝင်ဇကိုင်းနိုင်မော်လိုင်းမြို့နယ်မှာစစ်မှုထမ်းတက်သားတဲ့တောင်ပြူစော်ရီနောင်နဲ့စဲဟီမိုတာတို့လက်နက်၆လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းမော်လိုင်းရီဗော်လူရှင်းမှတောင်းရှိသူကပြောတယ်စတင်မာလာတွေစစ်တဲ့အခါလာအနှစ်သုံးလုံးတိုင်းကနဲ့စစ်မှုထမ်းတပ်သားတွေကိုဝန်တဲ့ယူကအမေမျိုးစားတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တာ ။မလားတူမော်လိုက်မြွနယ်ကျောက်ကုန်းပင်ရမှာစေအမှုကိုကြောင့်မိတင်ကလည်းတနက်နယ်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင့်ထို့ပြင်မော်လိုက်မြွနယ်ရွာတဲ့ရွာမှာပြူစော်တီတက်သားတဲ့ကိုမင်းစော်ထုံးနဲ့နောက်ပင်ရမှာပြူစော်တီကိုလင်မော်တို့ကလည်းတနက်တော်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်သိရတယ်။သောစစ်မှုရန်တပ်သားတစ်တင်နဲ့စိတ်မှုကတိုင်းကစစ်စင်အတွင်း၎င်းတို့ကင်ဆောင်ထားတဲ့လက်နက်ခဲနဲ့တို့တော်လိုက်တပွဲတန်လေးဝင်ရောက်လာကြောင်းကုန်ပြုစုံကိုကြည့်မြင်ခဲ့ပါတယ်။အကောင်လုံးကစတင်မလာအတွင်းမှာတို့ကင်ဆောင်တဲ့လက်နက်တွေယူဆောင်လာပြီးတော်လိုက်တပွဲတွေစီကိုအလေးဝင်ရောက်လာခဲ့တာပါ။ လက်နက်တွေယူဆောင်လာတဲ့အတွက်သက်ဆိုင်ရာတော်လိုင်းတပ်ဖွဲ့တွေကကော်ပြူစင်ွေတွေချင်းမြင်ထားလို့သိရတယ်အလားတူတနင်္သာရီတိုင်းပူလောမြို့နယ်မှာခါလာတရားတိတိုင်ကနေစစ်မှုနဲ့တပ်သားတိတုံတနက်တက်လက်ယူဆလာပြီးအလင်းဝင်ရောက်ခဲ့ကြတဲ့ KNU မိတ်တဝဲကိုင်ကသတင်းထုတ်ပြန်နေ။အော်တိုဘာလ6ရက်နေ့မှာပူလောမြို့နယ်မှာစစ်တပ်ခါလာတရားတိတိုင်ကစစ်မှုနဲ့တပ်သားတိတုံကကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မှလည်း KNDO တပ်မှတိုင်ရင်ခုနှစ်ထံကိုလင်းဝင်ရောက်ခဲ့တယ်။ အလင်းဝင်လာစမှုတန်တက်သားတဲ့ကအမေဝမ်မျိုးစားတနက်တလက်ကြည်ပေါင်လေးကိုနဲ့ကြည်ရဲ့ယူဆောင်လာပြီးအလင်းဝင်ရောက်လာတာကြောင့်ကုန်ပြုတ်ငွေတွေပြည့်ရခြင်းမြင်ခဲ့ကြောင်းထိုစစ်မှုတန်တက်သားတဲ့ကဂျပန်စစ်တပ်ကတရားဓမ္မဖမ်းဆီးခဲ့ရပြီးစစ်တပ်တဲ့ပို့ဆောင်ခဲ့သူဖြစ်ကြောင်းသိရတယ်။စစ်တပ်မှာအကြောင်းမျိုးမျိုးကြောင့်မတရားစစ်မှုတန်ခိုင်းစေခဲ့ရတဲ့တပ်သားများနေပြည်မြမီရုံးနဲ့နေဆက်တော်လေးတက်တွေထံကိုရရနီလန်းနဲ့လက်နဲ့ကြလင်းဝင်ပူပေါင်းကြရင်ကရင်မျိုးသားစီအောင်ကတိုက်တွန်းပါတယ်။ဆလာဘီမင်းတက်မြို့ပေါ်လာဆောင်ကြောင့်ကိုစစ်တပ်ကလင်းရင်နဲ့ပုံကျဲမှုចောင်းသားတုံးနဲ့မတန်ဆွဲမျိုးသမီးတော် တေဆောင်ကြောင်းမဲမှလည်းစစ်တပ်ကလည်းကြောင်းတိုက်ခိုက်တဲ့ဖြစ်နှံ့မှန်တရာပြက်စီစင်ပြည့်နယ်မင်းတပ်မျိုးပေါ်လာဆောင်ကြောင်းကိုစစ်တပ်ကလည်းနဲ့ပုံကျင်မှုကြောင်းသာသုံးနဲ့မတန်ဆန်မျိုးသမီးတောင်တေဆောင်သွားကြောင်းစီရီယမီတက်တပွဲကသတင်းထုတ်ပြန်နေအော်တိုဘလရှင်းနေညနေ6:59မိနစ်ချိန်6:59မိနစ်ချိန်နဲ့9:03မိနစ်ချိန်မှာစစ်တပ်ကမင်းတပ်မျိုးနဲ့တိုက်နယ်နှစ်ရှိကျေးရွာနကူကိုလေးကြောင်းတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်လေးကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာရှိပေါ်လာဆောင်ကြောင်းကိုပုံနေကြပါကွဲပြီးပြညာတင်ကြားနေတဲ့ကြောင်းသာသုံးမတန်ဆန်မျိုးသား ်မြို့သမီးတောက်တိတ်ဆောက်ခဲ့ကြောင်းဆယ်ဦးကျော်မှလည်းထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရတယ်။စစ်တပ်အနေနဲ့တောက်တိုက်ခိုက်မှုတွေပေါ်လာကြောင်းဆောင်တဲ့အပါဝင်နေချောက်လို့ထိခိုက်ပျက်စီးခဲ့တယ်။အလားတူစစ်တပ်ကအော်တိုဝါလရှိရနေစစ်တပ်ကကြောင်မဲမြို့နယ်ရှိနေမန္တရာကိုလေကြောင်းနဲ့ပေါင်150ဘုံနှလုံးလားကျဲစားတိုက်ခိုက်ရသတာထိမဲ့ပြက်စီသွားခဲ့လို့တရားနယ်လေကတရင်ထုတ်ပြန်နေ ဆဲကောင်စီတပ်ကကြောင်မဲမြို့နယ်ရှိနေမန္တရာကိုတစ်တုံညာနှစ်ခုဆက်ဆက်အပိုင်းနဲ့မှာပထမချိန်မိုက်ခွဲဖြက်စီးခဲ့ပြီးနောက်ရခုမှာဒုတိယချိန်ဖြစ်လေးကြောင်းတို့ပြုတ်ပြီးလာရောက်ပေါ်ကျတိုက်ခိုက်ကထိုးလေကြောင်းတိုက်ခိုက်မှုကြောင့်အဆိုပါတရာပြက်စီးသွားခဲ့တယ်။ဆလပီ ACD ရဲ့ရဲဘော်နယ်ရှိတဲ့စစ်မြေပြင်မှာတာဝန်ထမ်းဆောင်စဲကြဆုံးအရှိုချင်းကကွယ်တဲ့ ACD ရဲ့အဖွဲ့ဝင်နယ်ရှိတဲ့စစ်မြေပြင်မှာတာဝန်ထမ်းဆောင်စဲကြဆုံးခဲ့ကြောင်းအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်အဆိုပါရှင် အရှုချင်းကာကွယ်တပ်ဖွဲ့ ACDF ရဲဘော်နောက်ကရှေ့နှစ်မြေပြင်မှာအော်တိုဝါခုနှစ်နေမှာစာဆောင်ခဲ့ခြင်းဖြစ်တယ်။စာဆောင်သားရဲဘော်နောက်မှာကိုပိုင်အမှတ်စလိုင်းပပူဝင်းနဲ့ကိုပိုင်အမှတ်စလိုင်းပြည့်စုံလို့ပဲဖြစ်တယ်။မြင့်မြတ်စွာစာဆောင်ခဲ့ရဲဘော်နောက်ကအရှုမျိုးသားကတူရဲကောင်းနေဖြစ်လင်းမြတ်စွာလေးပြောတော့အရှုချင်းကာကွယ်တပ်ကအော်တိုဝါလရှေ့နေမှာထုတ်ပြန်တယ်။အရှုချင်းကာကွယ်တပ်အနေဖြင့်မပြီးဆုံးတဲ့ရင်မကျပန်းနိုင်တဲ့အတွက်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါတယ်။နားဆင်အောင်ပေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။